အလုံးမင်းမင်္ဂလာနေ့လေးဖြစ်ပါစေရှင်ဒီနေ့ဖတ်ပြခြင်းနဲ့ဝိထုရိုလေးရတော့1958ခုနှစ်ဧပြီလထုတ်မြောက်ရီမဂ္ဂဇင်းမှာပါရှိတဲ့တာရေးသူ တက္ကသိုလ်နေဝင်းရေးသားထားတဲ့အပြာရောင်မင်းသမီးဆိုတဲ့မဂ္ဂဇင်းဝိထုရိုပဲဖြစ်ပါတယ်အလုံးမင်းနားဆင်ခံစားပေးပါဦးရှင်ကျမကတော့စာဖတ်သူမင်းနှင်းဆက်ဖြစ်ပါတယ်အပြာရောင်မင်းသမီးအခန့်တဲ့ ကဲကဲစကားတော့ရပြီကင်မရာကော ready ဖြစ်ပလားတောင်းကော okay နော်ဒါဖြင့်ရိုက်မယ်ဟေ့တန်ချောက်ခေါဟေ့တဲပြားတဲ့မက်ဆေညိုစေးပေါ်လက်ကြီးလက်ကြားညံ့ရဲ့ဘိုကေစုပ်ခွားနဲ့ဒိုက်တာဥပတုတ်သည်သူ၏အတန်ပြပြဖြင့်နှမ်းအော်လိုက်လေသည်နှစ်ဘူကဇက်လိုက်မင်းသားယူယူလာတော်လဲကဲမကောင်းသဖြင့်စတူဒီယိုထဲကြာမှမှန်ထိုးသမားဖြစ်နေရသူ ဝင်းစင်က တန်ချောင်းကိုပြေခေါလိုက်ပြီးမှရုပ်ရှင်အခေါ်ကလန်းဟုခေါ်သည့်တစ်သားချက်ပြားကလေးကိုကင်မရာရှေ့တက်တဲ့တွင် ထားပြီးညံနေလိုက်သည် ဝင်းစင်ကပင်အားလုံးတက်ကြပါခမညာကဲစတဲ့ဟူအော်လိုက်သည်နှင့်ကင်မရာနှင့်အတန်ဖန်းစစ်မှတိတ်ပွေများလဲကြလဲလာတော့သည်အတန်ဖန်းစီယာဥပဆွေကကင်မရာစပိဟုလှမ်းအပြော 26AR ဟု ဝင်းစင်ကအော်ပြီးတက်ခနဲကလက်ကိုရိုက်၍နှိမ့်မြန်စွာကင်မရာရှိမှ ပြေးထွက်လိုက်သည်နှင့်နှထောင်အားဓာမီလုံးကြီးများအလင်းရောင်အောင်မှမင်းသမီးနှင့်မင်းသားတို့ဟန်အမှုရအက်တင်စလုပ်ကြပါတော့သည်မင်းသမီးလို့သူကအတန်ကောင်အပြောပိုင်သည့်အပြင်သူနည်းကမင်းသားနှင့်အချင်းချင်းဘူးကြကန်းကိုရိုက်ရသဖြင့်တယောက်တစ်ခွန်းစကလုံးပြောင်ပြောင်အခြေချပြောရလျာနှစ်ယောက်လုံးကပြည့်ရပိုင်နိုင်သဖြင့် ခံအမှုအရာရော အပြောဆိုပါတကယ်တဘာဝကြတကယ်ကြည်ကောင်းလာပါသည်ကျမမှာရုပ်ရှင်ရိုက်တီကိုတခါမှမမြင်ဘူးခဲ့သူဖြစ်ရာသူနေ့ကစတူဒီယိုကြီးအတွင်သို့ ပထမဆုံးအကြိမ်ရောက်ပြီးအတန်ထွက်ရုပ်ရှင်ရိုက်တီကိုပါကြည်ဝင်ရတီကိုဝမ်းမြောက်လို့မဆုံးပါတောက်ပြောင်လှပါသောအဝိဇ္ဇာနှင့်မိကံမျက်နှာချင်းအလားပြုပြင်းနီးများတွဲကျင်စွာဖိလိပ်ပြင်ဆင်ထားသော မေသမီးများ နေရစတမီးရအောက်တွင်ရှုမကြီးအောင်ချောမောလှပနေသည်ကိုလည်းအထူးပင်အားကြမိပါသည်ထိုနေ့ညနေရုပ်ရှင်စတူဒီယိုမှ ပြန်၍အိမ်ရောက်သောအခါဒီမအေးစိတ်ထဲတွင်တိကျပြတ်သားသောဆုံးဖြတ်ချက်တစ်ခု ချပီးနေပါပြီ၎င်းဆုံးဖြတ်ချက်ကတော့ကျမကိုယ်တိုင်ရုပ်ရှင်ကင်မရာရှေ့တွင်မိကန်နေပြီးအိုက်တင်လို့ရသောမိသမီးဘဝကိုဘယ်နည်းနည်းဖြစ်ဖြစ်ရောက်အောင်လုပ်ပါတော့မည်ဟုသော တုံဖြတ်ချက်ပင်ဖြစ်ပါသည်အခန်းနှင်းကျမ၏ရှေ့ပိုင်းဘဝအကြံအနှဲငယ်ကိုပြောပြရန်လိုပါသည်သည်ဗမာပြည်အလဲပိုင်းမိရထားလမ်းရှိမြို့ကလေးတစ်မြို့ဇာတိဖြစ်သော ကျမမှာငယ်စဉ်ကပင်မိဘနှစ်ပါးကွယ်လွန်ခဲ့၍ဦးလေးတယောက်အိမ်မှာပင်မိခိုနေထိုင်ခဲ့ရပါသည်ဦးလေးလို့သူကလည်းလက်သမားအလုံးလုံးရ၍ជីវွားရေးမချောင်းလဲလှရာကျမ၁၀နှစ်သမီးအရွယ် ညမစာသုံးထမ်းမှမအောင်သေးမီကျောင်းမှထွက်၍ဥလိဤဇနီးတဲ့တဲရောက်တော့ထမင်းဆိုင်တွင်ဝင်ပြီးကုညီအလုံးလုံးခေရပါသည်ညမတွင်ငယ်စဉ်တည်းကဖြစ်ပေါ်ဆွဲလန်းခဲ့သောဝါဒနာတစ်ခုမှရုပ်ချင်းကြည့်ခြင်းနှင့်ရုပ်ရှင်ယူယူခဲ့ခြင်းပင်ဖြစ်ပါသည်ညမတို့တောမျိုးကလေးမှာတော့ပစံငါးမှုရှိလျင်ရုပ်ရှင်ကောင်းကောင်းကြည့်နိုင်သဖြင့်ဥလိပေးသောမဟုတ်ဘူးကိုချစ်ချောဆူဆောင်းပြီးငါးမှုပြည့်တည်နေတဲ့ပြိုင်နဲ့ ရောက်ရှင်ပြေးကြည့်ခဲ့ပါသည်ပိတ်ကားပေါ်မှာရောက်ရှင်ဆက်ကားကို ကြည့်ရခြင်းတွင်ဂျမအဖို့အင်မတန်တရားကြည်နူးပွဲကောင်းသောလောကတည်တစ်ခုသို့ရောက်သွားသည်ဟုထင်မိခဲ့ပါသည်ဇက်လိုက်မင်းသမီးကလွမ်းလိုက်နေရင်ဂျမမှာမျက်ရည်ဖြန်ဖြန်ကြအောင်ငိုတက်ပြီးလူရှင်တော်ကကြီးစရာလောက်ပြနေရင်လည်းအတန်ထွက်အောင်ခွတ်တိုးခွတ်လန်ရည်နေရှိပါသည်ဘိုက်စကုတ်ထဲကမင်းသမီးမင်းသားတို့၏ဘဝကိုလည်း အနွန်အားကြကတက်လိုက်မဲသမီးဤပြောပုံဆိုပုံဟန်အမှုအရာလုပ်ပုံတွေကိုလည်းစိတ်ထင်းမှတ်သားပြီးအတုခိုးခဲ့ပါသည်ရောက်ရှင်ကြည်သည့်ညများဆိုလျင်အရာဝင်း၍တတော်နှင့်အိမ်မပြောနိုင်ပဲစိတ်ကူးရင်တွေးလို့နှင့်ဒစိမ့်စိမ့်တွေးနေသည့်အထိကျမမှာဘိုက်စကော့ယူယူခဲ့သူကလေး ဖြစ်ပါသည်သူနှင့်ပင်ကျမသည် အသက်16နှစ်အရွယ်အပြိုပြန်းကလေးဘဝသို့ရောက်ခဲ့ပါသည် ဘဝဆိုတာကောင်းရွေပဲလားမသိဒီမမှာရုပ်ရည်တနာကမာလေးဖြစ်လာပြီးကိုလုံးကိုပေါ့မှလည်းဗာလိကျင်ကမ်းမှာမอยู่ရပဲနဲ့အချိုးကြပြည့်ပြည့်နေသဖြင့်အရက်ထဲတွင် လူပြိုကာလာသားများမျက်စိကြရသောမိန်းကလေးတူဖြစ်ခဲ့ပါသည်သို့တော့ဒီမမှာအိမ်ထောင်ကြီးအချစ်ရဲကိစ္စထက်ရုပ်ရည်ယူခြင်းကိစ္စကိုသာစိတ်ဝင်စားနေခဲ့သဖြင့်အရက်ထဲမှာရွယ်တူတန်းတူကောင်ကလေးတွေ ပြည်တည့်ဆလာသည်ဘောပင်ဂယုမဆိုင်နှစ်လူရှုခဲ့ပါသည် မကြမီဗမတက်မတော်တက်ရင်တခု ကျမတို့မြို့တွင်စခန်းလာချာရာကျမတို့ထမင်းဆိုင်သို့ထမင်းလာစားသူရဲဘော်များအနေအသားဖြူဖြူချောချောခက်ခက် ကိုမြမောင်ဆိုသူတို့လည်းပါပါသည်သူရထိုးကတော့လက်မောင်းမှာ၃ရက်နှင့်တက်ကြကြီးသာဖြစ်ပါသည် သို့တော်ကိုမြမောင်ကိုကြည့်ရသည်မှာဘိုက်စကုတ်ထဲမှာ တက်လိုက်ကြောဆွေစစ်ယူနီဖောင်ဝတ်ထားသလိုစင်စင်တူသည်ဟုထင်မိပါသည်ကျမကသူ့ထမင်းလာစားတိုင်းဟင်းပွဲပြင်နေရမှသူ့မျက်နှာကိုလှဲကြည့်လိုက်သည်ကိုကိုမြမောင်ကလည်းရိပ်မိဟန်ဖြင့်ကျမကိုပြန်ကြည့်တတ်သည်နောက်တော့ပြုံးပြသည်ပြုံးလိုက်သောအခါသူ့မျက်နှာမှာအင်မတန်ကြက်တရေရှိသည်ဟုလည်းထင်မိပါသည်တို့တို့ပြောရလျင်နှစ်လအတွင်းကိုမြမောင်နဲ့ကျမချစ်ချိုးသွယ်မိကြပြီ တောလာအကြာတွင်ဦးလေးတို့ကိုပြော၍လူကြီးအနေအငယ်နှင့်လက်ဖက်ရည်တိုက်၍လက်ထပ်လိုက်ကြပါသည်အိဒါပြုတ်ပြီးနောက်စတက်ရဲပေါ်တာမယားနေရာ family night သို့ပြောင်းရွှေ့နေရလင်ကစားကိုမြမောင်နှင့်အတူရောက်ရှင်ခဏခဏကြည့်လေရှိပါသည်ဒီမအီရောက်ရှင်ယူယောဂါကပြောင်းမသွားသည့်အပြင် ပို၍ပြင်းလာပါသည်ငါမူတန်ရောက်ရှင်စားစံကလေးတွေကိုလည်းလက်မောစွာဝယ်ကြည့်ခဲ့ပါသည် 1955ခုနှစ်တွင် ကိုမြမောင်တို့တက်ရှမ်းပြည်ဘက်သို့ပြောင်းရွှေ့ရရာကျမကတော့ဦးလေးတို့ထံတွင်ပဲထားခဲ့ပါသည်။သူသွားပြီးနှစ်လခန့်အကြာတွင် ကိုမြမောင်တယောက်တရုတ်ဖြူတိုက်ပွဲစစ်မျက်နှာတွင် ကြည်တင့်ကြာဆုံးသွားကြောင်းသတင်းဆိုချီကြားသိရပါတော့သည်။အသက်16နှစ်မပြည့်သေးမီကျမမှာမော်ဆိုးမှဘဝသို့ရောက်ခဲ့ပါပြီ။ပရိဒေဝမိကို ရုတ်တရက်ငြိမ့်ဝင်မရပဲစိတ်တွေခြောက်ချပြီးအတန်ကြာအောင်နေနေခဲ့ပြီးမှဒီမှာလဲဦးလေးတို့ထံခွင့်ပန်ကကိုဘွားကို ဖြစ်တယ်လို့ဖန်ဒီတော်အန်းဟုရာကုန်မျိုးတို့လူကျော်အဖော်တို့ဦးနဲ့ဖက်လာခဲ့ပါသည် အဖော်ဆိုသူက အချားမဟုတ်ကျမတို့မြို့တွင်နေသွားပြီးရာကုန်ပြောင်းသွားရမှရုပ်ရှင်နဲ့တွင်စိုက်ပက်ခေါ်ဇက်ရံအခန်းများမှတခါတရံဝင်ပါနေရသူ မတ်ရှင်ခေါ်တကြည်ရှင်ဆိုသူမင်းကလေးဖြစ်၍သူကလည်းခေါ်ခိုက်တမကိုတိုင်းကလည်းတကြည်ရှင်နဲ့တက်လိုက်သွားလျင်ရုပ်ရှင်တော့ကနဲ့နီးစက်ကောင်းရဟု တွေးကစွန့်စားလိုက်ပါလာရခြင်းပင်ဖြစ်ပါသည်ကက်ပလီကွက်သက်ရှိတကြည်ရှင်တို့အိမ်တွင်တဲခေါ်၍ငားရမြောက်သောနေ့တွင်ဝိထုအစတွင်ဖော်ပြခဲ့သည့်အတိုင်းငားရကြီးဖျားလန့်ရှိရုပ်ရှင်စတူဒီယို၌ပထမဆုံးအကြိမ် အသက်ထွက်ရုပ်ရှင်ရိုက်ခြင်းကိုကြည့်ခွင့်ရခဲ့ပါသည်။အခန်း၃၊ဟိမရှင်အဲလီ ကြည့်ကြည့်ရှင်ဘာတော့ကျင်ပူရဲ့ငါတော့စိတ်ပိုင်းဖြတ်ပြီးပြီ။ဘာပဲဖြစ်ဖြစ်ရုပ်ရှင်နဲ့ဝင်တော့မယ်။မင်းတို့ပဲစိုက်ပက်ခန်းကပါရရင်တော့ပါပြီဟဲ။အဲ့ဒါလို့ပါအောင်လုပ်ပေးနိုင်တဲ့လူတွေနဲ့ဆက်ပေးပါတော့။အေးအဲ့ဒါလို့မှပေါ့ကျင်ပူရဲ့မင်းရုပ်ရည်မင်းကိုယ်လုံးနဲ့မူချဆောင်ရမယ်ကွာ။ မနေ့ဖန်မင်းဆရာကိုစိန်တောင်းတော့အိမ်ခေါ်သွားမယ်။သူတို့ကရုပ်ရှင်ကော်မတီတွေနဲ့အဆက်ရှိတယ်။နောက်ပြီးမင်းနဲ့မဲကြီးကလည်းကျေပုဆိုတော့မနှိပ်သေးပါဘူး။ဒီနေ့ကစပြီးကြည်ကျင်းလို့ပြောင်းခေါ်ရမယ်။မင်းနဲ့မဲကြည်ကျေဖြစ်ပြီနော်။ဘယ်နဲ့လဲ။အေးပါကွာ။မင်းမဲကြည့်လို့ပေးပါစုံနေမှ။နောက်တနေ့တွင်ကြည်ကျေကစမကိုရုပ်ရှင်မိတ်ကခက်ပါပါလင်းစေပြီးသူ့ထံမှခေတ်ဆက်ဆက်အင်ဂျီလုံးကြီးများ ဝစ်စင်ပေးလေသည်ခေါင်းမစပင်ကိုလည်း အမောက်လုံလိုက်သေးသည်ပြီးမှဆရာကိုစိန်တောင်းဆိုသူအိမ်သို့ခေါ်သွားပါသည်ဆရာကိုစိန်တောင်းဆိုသူမှာအတန်တဲ့ရုပ်ရှင်ခက်ကတော်တော်စားတာသလားအတန်ထွက်ခက်တွင် အနှဲငယ်အလုပ်ပါနေသူရိုက်တာတူဖြစ်သည် သူဤဇနီးမမမြင့်ကလည်းတစ်ချိန်ကရုပ်ရှင်မိသမီးတူဖြစ်ခဲ့ဘူးသူဖြစ်ပါသည်ဒီမတို့ရောက်သွားသောအချိန်၌သူတို့အိမ်ဧကန်းတွင် ငါးတောင်းလုံးစစ်ကြတဲ့ဘူးကန်၍လက်တစ်ဖက်ကသီရင်နဲ့ဆွဲအိတ်ကိုင်းထားသူတယောက်ကားပြားလိုလူတယောက်ဘဲကောက်လုံးကြီးရောက်ကင်အင်ကြီးဝတ်ထားသောဗမာတယောက်နောက်ပြီးချက်အင်ကြီးဖြူဘောင်းမီတို့ဖြူနဲ့ရစ်တက်ဘူလားလူဝင်လူထွက်အင်စပိတ်ဒေါ်လာခွဲခြားမရသော လူရွယ်တယောက်ဘောင်းဧည့်သည်သုံးယောက်ရှိနေပါသည်ကြည်ကြည်ရှင်ကတရားကိုတောင်းစိန်တို့လက်မရနှင့် ကျမကိုမိတ်ဆက်ပေးရာ မမမြင်က ကျမကိုသိချစွာကြည်ပါသည်ထခိုင်းထိုင်ခိုင်းလက်လျှောက်ခိုင်းပြီးလည်းကြည်ပါသည် ပြီးမှ ဖြစ်နိုင်ပါတယ်ဤအစတော့အရင်အခန်းတွေပဲပါပြီး နောက်ပိုင်းကြိုးစားရင်နာမည်ရမှာပါပဲဟုမှတ်ချက်ချလိုက်ပါသည်ဒါရွေမက ကိုစိန်တောင်းနှင့်တီတို့တိုင်ပင်ပြီးနောက်မမမြင်ကကဲကြည်ကျင်လာတာနဲ့ဒိုလဲကားရိုက်စရာရှိတာနဲ့အတော်ပဲတပက်ခါချမ်းမရိုက်မဲ့အခန်းနဲ့ တခြားမင်းကလေးဆိုင်နှစ်ယောက်နဲ့အတူတူမင်းနဲ့ပါရမင်းဟု ပြောလိုက်တော့အခါကျမတွင်တိုင်းထီပေါက်သည်ထက်ဝမ်းသာသွားမိပါတော့၏ကျမတော်သူမှကျင်ပုမှရန်ကုန်ရုပ်ရှင်လောကမှတိုက်ပတ်ကိုတင်စားခေါ်တော့အယံမင်းသမီး ပေါက်စနာကလေးကြည်ကျင်ဖြည့်ဝေလာပါပြီမမမြင့်နှင့်ကြည်ကြည်ရှင်တို့မှတဆင်အခြားကျမတို့လိုတိုက်ပတ်မင်းကလေးတွေနဲ့တည်ကျွမ်းလာရမှရုပ်ရှင်စတူဒီယိုအချို့တို့ ရောက်ခဲ့သည်တခါတရံမထေမရှားအခန်းများတွင်တနေ့တစ်ဆယ်နှုန်းနေ့စားအဖြစ်ပါဝင်ရိုက်ကူရပါသည်တနေ့မမမြင့်ကသူ့အိမ်သို့လာခဲ့အောင်ဟုမှားသဖြင့်နေခင်းဖက်သွားရာတရားကိုစိန်တောင်းမရှိဘဲမမမြင့်တယောက်ထဲတွေ့ရပါသည်ဟေ့ကြည်ချင်းညီရုပ်ရှင်ထဲမှာစွန့်ချင်ရင်အဝေစားဖက်ရှင်ကြကြကောက်ကောက်ဝတ်နိုင်မှာဖြစ်မဲဤအဲ့ဒီလိုဝတ်ဖို့လဲငွေလိုတယ်ဟုတကားစားလေသည် ။ငွေလိုတာဘယ်နဲ့လောက်ရမလဲမမရေ။ကျမတို့ကတနေ့မှာ30ရတယ်။ပြီးတော့လေတစ်လမှာအများဆုံး3ရက်လောက်ပဲကရရတော့ခက်တာပေါ့ဟု ကျမကပြောရ။မမမြင့်ကဟဲ့ဟဲ့ပဲ့ပဲ့ရည်ရင်တစ်ကြက်ကိုအာရပါရဖွာလိုက်ပါသည်။ပြီးမှသူ့ဤစကားကိုစက်ပါသည်။အေးဒါကြောင့်ကြီးကိုငါခေါ်တာပေါ့။ကိုဝါဒနာပါတဲ့ရုပ်ရှင်ထဲမှာစွန့်အောင်ပထမဆုံးငွေရှာရမယ်။ငွေရှိမှ ေါင်းတင်ဆက်ဆံလို့ဖြစ်တယ်။ညီငွေရဖို့ငါစစ်ဆေးပေးမယ်။ငါစကားကိုသာနားထောင်ဖို့ပြောပြောဆိုဆိုမမမြင့်သည်ကျမနာနာတို့ကပ်၍တူတူကလေးပြောလိုက်ရန်ကျမတကူလုံးချက်သွေးမှော်ပြီးထုပ်ပူသွားပါတော့သည်။မမမြင့်၏စကားအဆုံးသက်ကတော့အဲ့ဒီလူကမိတို့အိမ်ပထမဆုံးလာတဲ့နေ့ကတွေ့တဲ့တယောက်ကပြပဲဤမိို့ကသူကတိတ်ပြီးမျက်စိကျနေတယ်။တကယ်ငွေပေါင်းမို့ငါအကြံပေးတာပါကွာ။ ဘသူမှလည်းသိရတာမဟုတ်ဘူးတညာတဲ့သူ့အလိုလိုက်ရုံကလေးနဲ့ညီအဖို့၃လစာလောက်ကောင်းကောင်း၃လောက်ရအောင်ရမှာအေးကျမသည်စကားဆုံးအောင်ပင် နားမထောင်တော့ပဲမဖြစ်ပါဘူးမမမြင်ကျမတွေးကြည့်လို့တော့မရဘူးဟုပြောပြီးချက်ချင်းထပ်ပြန်လာပါတော့သည်အိမ်ရောက်ရောက်ချင်းကျမကကြည့်ကြည့်အာမျက်လုံးပြူမျက်စံပြူနဲ့ပြောရာမချောက လုံးဝတောင်းတော့ခြင်းမရှိပင်ခက်အေးအေးစိတ်ကြက်ဖွာတောင်းနေသဖြင့် ကျမမှာအံ့အားသင်မိပါသည်။နောက်တော့မက်ကြီးကြီးရှင်က လက်ချရိုက်ပါသည်။ဒါမစမ်းပါဘူးကျင်းဖို့ရ။ရန်ကုန်မြို့မှာဒီလိုကြီးပဲရုပ်ရှင်လောကဆိုတာကိုအရင်တို့ငငယ်ကလေးအချိန်နောက်ကလည်းဒါမျိုးရှိခဲ့တာပဲ။မမမြင့်တို့ကိုယ်တိုင်ကလည်းဒါမျိုးလောက်ခဲ့ပူတာပဲ။ကို့မှာပတ်ဆက်ပြတ်တဲ့အချိန်မှာရုပ်ရှင်မေတ္တမီဆိုရင်ဘာဖြစ်ဖြစ်ငန်းချင်တဲ့ယောက်ျားမျိုးနဲ့တွေ့တော့ကြိတ်ပြီးစွန့်လောက်လိုက်ရတာမျိုးပေါ့။ဟာ ညီတို့ဟာကရှက်စရာပါအေး။ဒါဖြင့်မင်းကတခါတခါဒါမျိုးလောက်ရတယ်လို့ဆိုခြင်းသလား။ကျမကဒေါသတန်နဲ့မေးလိုက်ရန်မက်ကြီးကြီးရှင်က ပြုံး၍ခေါင်းငိတ်ပြလိုက်ပါသည်။ဟန်လေဒီတိုင်းဆိုရင်ကျမငယ်စဉ်က စာယူခဲ့ပြီးအထင်ကြီးခဲ့မိသောရုပ်ရှင်လောကကြီးမှာကြောချမ်းစရာကောင်းလာအောင်ကြောက်စရာကောင်းနေပါပြီ။ဘယ်မင်းသမီးကအခုနောက်ဆုံးအချိန်မှာဘယ်တထင်းနဲ့ဖြစ်နေပြန်ပဟိဟုသော ပဆက်တဲ့မျိုးကြာရလေဒီယောက်ျားတွေကလည်းတော့ရုပ်ရှင်နေရာမိန်းကလေးတွေကိုဒီလောက်ပဲငန်းရသလားဟုကျမကပြောမိရအေးအဲ့ဒီအတိုင်းပဲမက်ရွှေချင်းဘိုင်စကောမင်းသမီးဆိုရင်နေမဲ့ကြည့်ကြည့်တယ်လို့စိုက်ပက်လဲစိုက်ပက်အလျောက်ငွေကုန်ခံပြီးတက်တဲမမဲနိုင်နေကြတာအေးဟုတနည်း30ဇာဘဝနဲ့300တန်းကြောက်ဘရက်ဝဲဝဲနိုင်သောကြည်ကြည်ရှင်ကပြောလိုက်ပါသည်ကျမဘူက ဒီလိုလျှော်ထွေးမှုကိုတက်ဆော်မောင်းတီးတီးအနေရတက်နိုင်သလောက်မိမိကိုယ်ကိုထိမ့်သိမ့်ပြီးဇက်ရံစိုက်ပတ်ဘဝတွင်နေကြပါသည်သို့တော်အဆက်မကောင်း၍နာမည်ရနိုင်မည်အခန်းကောင်းများတွင် မပါဝင်ကြရပါတနေ့တစ်ဆယ်စားဆိုတော်လဲကားရိုက်သည့်နေ့မှသာငွေတစ်ဆယ်ရသူဖြစ်ရာ မရရသောနေ့များတွေကများသောကြောင့်ရံကောင်မျိုးကြီးအလင်တစ်ဖြည်းဖြည်းကျက်တဲလာပါသည်ထို့တော်တွင် ျမနဲ့တီကျွမ်းသူစိုက်ပက်တတဒုတိယမင်းသားတယောက်ကကျမကို အလောက်ကောင်းကောင်းရအောင်ဆက်သွဲဆောင်ရွက်ပေးမည်ဆိုကာကုမ္ပဏီများနဲ့အဆက်အသွယ်ရှိသူလက်ထောက်ဒါရိုက်တာရောင်ရောင်စက်ကရက်မှတ်တမ်းရေးသူရောင်ရောင်ကိုတင်သိန်းဆိုသူနဲ့မိတ်ဆက်ပေးပါသည် ကိုတင်သိန်းဤဆက်သွဲပေးမှုကြောင့်ကုမ္ပဏီတစ်ခုမှအတက်ထွက်ကားတကားတွင်တည်ရက်ခန့်စိုက်ပက်အဖြစ်ပါဝင်ရိုက်ကူးရပါသည် ကိုတင်သိန်းကိုလည်းကျေးဇူးတင်မိပါသည် တို့တော်သူ့ကိုယေရှုဆက်ရပုံကတော့တမျိုးကြီးဖြစ်ပါသည်တနေ့ကျမချမ်းတချမ်းတို့ ချူတင်သွားပြီးအပြန်တွင်ကိုတင်သိန်းကသူ့ချက်ကားလေးနဲ့ကျမကိုတင်ခေါ်လာပါသည်စတူဒီယိုရှူတင်ဖက်စကားနဲ့ဆိုလျင်အိမ်ရောက်နောက်ကြမည်ဖြစ်၍ကျမကလည်းသူ့ကားနဲ့ပင်လိုက်ခဲ့ပါသည်ရှင်မိုင်းမကဘာအေးဖျားလမ်းဘက်သို့ချိုးဝင်ပြီးအလာတွင်မယန်းကုန်းရဲဌာနအနီးက တိုက်ပူကလေးတစ်လုံးတို့ကိုတေသိန်း၏ချစ်ကားကဝင်ဆိုင်လိုက်သဖြင့်ဂျမကကိုတေသိန်းဘာကိစ္စဝင်มาလဲအိမ်ပြန်မယ်လေဟုပြောမိပါသည်။အိုးခဏလေးပါကြည်ကြည်ရဲ့ဒါအကိုကြီးရဲ့မိတ်ဆွေအိမ်ပါပဲ။လာပါခဏလေးဝင်ပါအောင်ပြောပြောဆိုဆို तू ကအတင်းခေါ်သဖြင့်ဂျမလည်းအာနန္ဒာနဲ့စဲလိုက်သွားပါသည်။သူတကားဖွဲ့ပေး၍ဂျမဝင်လိုက်သော အခန်းမှာမွေရာကလေးနှင့်တက်ရက်သော ိတ်ခန်းတစ်ခန်းဖြစ်နေပါသည်ဟင်အိတ်ခန်းကြီးပါလားဘသူမှလည်းရှိပုံမရဘူးအေးလေဘသူမှမရှိတဲ့နေရာကိုရွေးပြီးခေါ်လာခဲ့တာပဲတိတိလာပါအောင်ဒီနောက်ကိုတေသိန်း၏မျက်နှာမှာပြုံးဖြည်းဖြည်းနဲ့မူးပြက်လာပါပြီနောက်တော့တမအားသူ့ဤတမ်းမာသောလက်များဖြင့်တအားသိန်းကျော်ဖက်လိုက်ပါတော့သည်ရုတ်တရက်အလစ်မှုတမမှာရေတိမ်တွင်အနစ်ခံလိုက်ရပါပြီ။ ကျမကိုမတရားကျင့်နေပါတယ်ဟုခေအော်၍လည်းမဖြစ်။စိတ်ထဲကနာကြည့်ပြီးရှက်သွေးကလည်းမှုန်နေနေရဲ့ဘာလို့လို့ဘာကြံရမယ်မသိခိုက်မှပင် ကျမသည်မမျောလင့်ပဲဒဇင်းယောက်ျားတူဤမတရားစော်ကားချက်ကို ခံလိုက်ရပါတော့သည်။အခန်းကထိုညကအိမ်ရောက်ပြီးတညလုံးအားရအောင်ငိုပြီးနောက်ကျမသည်လောကကြီးကိုစိတ်နာက အရွယ်တိုက်ချင်စိတ်များပေါ်လာခဲ့ပါသည်။နောက်တနေ့ကျတော့ မမမြင့်တို့အိမ်သို့တမသွားလိုက်ပါသည်မမမြင့်တမအရင်တခါမမပြောတဲ့ငွေတထောင်အားချင်းလိုချင်ပြီးဒီနောက်ပဲတမကပြောလိုက်ရပါသည်နောက်ညတွင်တမသည်လှပစွာဖိလင်းဝစ်စားလျက်တယောက်ကားပြတထေးဆိုသူ၏မှန်လုံကားကြီးပေါ်တွင်ငင်းငင်ကလေးပါသွားပါတော့သည်နောက်တနေ့နေ့လယ်ဘက်တွင်ဘိုးကျော်စည်းသို့သွားပြီးတမအတွေ့အဝေးအစားအသည့်အစမ်းတွင်900ဘူးလောက် ြည့်ဝဲလိုက်နိုင်ပါသည်။ငကောကဘာမှမရှိသောတမအီကိုဘော်တွင် တွေ့လက်ကစွဲကျုံနက်ခတ်တွင်လင်းပြို့ပြို့ပြက်ပြက်ရောက်လာပါတော့သည်။ကျမကိုယ်တိုင်ကလည်းရခင်ကလိုနှုံအာအမဟုတ်တော့ပင်လှင်၍လာပါပြီ။ကျမဤမတန့်ရှင်းတော်သောခန္ဓာကိုယ်ကိုလည်းတန်မိုးထားခြင်းစိတ်များကုန်နေပါပြီ။ထို့ကြောင့်ရုပ်ရှင်ထဲမှာ၎င်းပြင်ပလောကမှာ၎င်းလူသားစားဝဒနာပါသူများနှင့် တွေ့ဆုံသည့်အခါကျမမှာတောင်းလောက်ခြင်းမရှိတော်သည်တမက အခွင့်အရေးသို့မဟုတ်ငွေကိုတော့ရအောင်ယူပြီးသူတို့လိုချင်တာကို တွေ့ပြလိုက်ပါသည်အထူးသဖြင့်ရုပ်ရှင်မဲသမီးဆိုလျင်ငွေဘလောက်ကုန်ကုန်ရလျင်တော်ပြီဟု တွေးကြော်လာတတ်သောအစိုးရပိုင်းကုံတဲ့ပိုင်းမှပုံကိုယ်တွေအားကျမအံ့ဩမိပါသည် မက်စ်ဖက်တာမိတ်ကက်နံပါတ်26ဖြင့် ချဲမုံထား၍ချောမော့နေသောကျမတို့၏အသားအရည်ကိုပဲမထလာတခါတရံသတင်းစာများတွင် ကြော်ညာရုပ်ရှင်သတင်းအဖြစ်ပါသောကျမတို့၏ဓာတ်ပုံကိုပဲကြည့်ပြီးကြတာလားဘာကိုမက်ပြီးဘာကိုများငန်းချင်တာလဲဆိုတာဒီနေ့အထိကျမတွေး၍မရပါဘာပဲဖြစ်ဖြစ်ဒီလိုလူတွေ ရှိနေသမျှကာလပတ်လုံးရုပ်ရှင်နဲ့မှ ကျမတို့လိုပြပီးသားမိန်းကလေးတွေရော မပြည့်စည်သေးသောမိန်းကလေးရုပ်ရှင်အသည့်အရင်းကလေးတွေပါ အပြာရောင်မင်းသမီးတွေဖြစ်စဉ်စစ်လက်တန်းဟူသော အလားအလားရှိနေမည်ဖြစ်ပါသည်လင်းဟိုတယ်လင်းယုံအင်းရမြိုင်မြေထားဟိုတယ်ကောက်ကိုင်းရက်စ်ဟောက်ကျမကိုတင်သိန်းနဲ့ပထမဆုံးရောက်ဖို့သောရှစ်မိုင်ကတဲခိုကန်ဒီလိုနေရာမျိုးကအိတ်ခမ်းမျိုးစုံတို့လဲနှဲ့နေအောင်ကျမရောက်ဖို့ခဲ့ပါပြီဘတ်ဟော ဟီလ်မင်းတူရီဘေကာဘတ်စ်ဝက်ခွန်အော့စတင် VH ချက်ပလက်ဘယ်လန်ကာကြီးများပါမကြံစနုံးကားမျိုးစုံအောင်လဲဒီမှာစီးပူနေပါပြီရုပ်ရှင်တဲ့တခန်းတလီတနည်း၁၀စားဖြင့်စိုက်ပတ်ဝင်းနှုတ်ချင်းကိုတော့လက်မလွတ်သေးပါဒီမှာဒီနေ့ညမအားဘူးရှင် စတူဒီယိုမှာ night shooting ရှိရဲ့ မနေ့ဖြန်ည9နာရီမှလာခဲ့ဟုတရေတမြများနှင့်ငန်းလာသူပစံဝါလာတူအားမူပြစ်လိုက်ရသည်ပင်လျင်ကျမတို့အဖို့အသာမဟုတ်ပါလုံးတခါတရံလဲခက်ပွေးပွေးပြောတတ်သူဒါရိုက်တာတူကကျမကိုခြေတော်တင်ပြီးမှပြောပြချက်များကိုသတိရမိပါသည်ဟေ့ရုပ်ရှင်နဲ့လုံးမှကိုခန္ဓာကိုယ်ကိုလည်းနှမျောမနေပါနဲ့တော့ယောက်ျားမြတ်များတွေ့ဘူးလေမင်းကလေးအဖို့ ဟုတုတအတွေ့အကြုံစုံလီရုပ်ရှင်အိုက်တင်လောက်ရမှာ ရရဝဝနဲ့သဘာဝကြကြလောက်နိုင်နေပဲကွာမိန်းကလေးတယောက်ဟာ အပြိုအစ်စ်ပါရွတ်သားပါတယ်ဘာညာဆိုရင်တို့အဖို့တော့မင်းသမီးကမဖြစ်နိုင်ဘူးလို့တွက်လိုက်တာပဲတို့အသားထိလိုက်ရင်မူလကြီးများတဲ့အပြိုကြီးများလုံးတို့မသွားတဲ့တက်တေရှိရှိမိန်းကလေးမျိုးမှလည်းတို့ကကရရရမှာပင်းလို့ခိုင်းလို့ကောင်းတာကွာတော်တော်လေးစဲနဲ့ ုပ်ရှင်အဖိဓမ္မာပါဒကဝူ၍သာဒီမှာမှတ်ချက်ချမိပါတော့သည်ယခုတလောနေ့စဉ်သတင်းစာများတွင်ရုပ်ရှင်ပြနှင့်မင်းသမီးအပြတွေအကြားသတင်းတွေရေးနေသည်ကိုတွေ့ရပါသည်လူထုပဋိသတ်နှင့်တကွရုပ်ရှင်ပြဆက်အစည်းအရုံးကြီးကလည်းရုပ်ရှင်လုပ်ငန်းခုံကိုညှိုးနှွမ်းစေသော အပြာရောင်မင်းသမီးများကိုပြစ်တင်ဝေဖန်လျက်ရှိသည်တို့ရတွင်ဒီမှာအဖို့မှာမူမိန်ကလေးချင်းကိုချင်းစာ၍ မင်းသမီးသူ့မဟုတ်တရရန်ကလေးမတွေထဲသူတို့ကိုစားလို့သောဖြင့်ငွေနှစ်ပေါက်ပြီးမပြက်ပြက်အောင်ဖြက်စည်းကအပြက်ရောက်ဇက်လန်းမှာသတင်းစာတွေကထဲမရည်တော့ဇက်လက်ကြီးများဝါအပြင်ဘက်အဖင်ဂုံတရရှိ လူကြီးလူကောင်းများကိုသာအပြစ်တင်လိုပါသည်တစ်ဖက်က စီးပွားရေးကြက်တဲမှု ရင်ဆိုင်လာရချိန်တွင်နာမည်မရလူသိမများသေးသောရုပ်ရှင်ဝါဒနာအိုးမကလေးများအနေနဲ့ အလောက်အကိုင်းမရရအောင်ကုညီဖန်တီးပေးမယ်လူမှုဖူလုံရေးစနစ်စီမံကိန်းများလည်းရောက်ရှည်နေတွင် မရှိသေးခိုင်းအကြက်ရိုက်နေရှာသူများထံငွေနှစ်ကာမလဲလှယ်ရန်လာသောကြောင်သူတော်ငွေရှင်ကြီးရှင်များကသာအပြည့်တည်းထိုက်သည်ဟုထင်မိပါသည်ဒီမတရားအဖို့ကတော့ဒီဘဝရောက်မှမထူတော့ပါယနေ့ထိကျမကိုပြာမှန်းသည်သူနဲပါသေးသည်တည်င်းစားရတယ်လဲ ကျမအကြံတစ်ခါမှအေးမခံရသေးပါ။တို့တော့အကယ်၍လူတိသွားပြီးမိသွားခဲ့တော့ကျမဟာဘဲကံမလီကဘဲဆက်ကားမှာပါတဲ့အရန်ရုပ်ရှင်မေတ္တမီဘသူပါဟု အရှက်မဲ့စွာ လုပ်ငန်းတစ်ခုလုံးဂုံကိုညှိုးငယ်အောင်တော့မပြောရန်အတိအကျစိတ်ပိုင်းဖြတ်ထားပြီးဖြစ်ပါသည် ကျမငငယ်ကစိတ်ကူးရင်ပြီးယူခဲ့တော့ ရုပ်ရှင်လောကတဲ့သို့ရောက်တော့ရောက်ပါပြီ။နာမည်ကျော်ခေါင်းဆောင်မင်းသမီးအစင်တန်းမျိုးရောက်ဖို့ကဝေးပါသေးသည်။နေကင်းဘက်တွင်တဆယ်တန်းစိုက်ပက်ညကြတော့ဇက်လိုက်မင်းသာမဟုတ်သူတွေနှင့်နှစ်ပါးသွားကန်လက်တွေကပြရသူအပြရာမင်းသမီးဘဝနှင့်ပင်ရောင်ရဲနေရမလို့ဖြစ်နေပါတော့သည်။ရုပ်ရှင်ပြနှင့်အပြရာမင်းသမီးတွေအကြံသတင်းစာနှင့်လူထုကစိတ်ဝင်စားနေချိန်မှာ ျမရဲ့အယူအဆနဲ့ဘဝအမှန်ကိုရေးပြလိုက်စမ်းပါရှင်။တွေ့ရဖွားပိတ်နဲ့ကိုတော်လုံးစီကရက်ကို တလိပ်ပြီးတလိပ်ဖွားရင်ဝင်ဝင်ကြီးဖွင့်ဟလိုက်တော့အညတရာရုပ်ရှင်မင်းသမီးကလေးကြည်ကျင်ဤပြော့ပြချက်များကိုပြန်နဲ့ရေးသားလိုက်ရပေသည်။တက္ကသိုလ်နေဝင်ဒီနေရာမှာတော့မြရီမဂ္ဂဇင်းမှာပါရှိတဲ့သာရေးသူ တက္ကသိုလ်နေဝင် ရေးသားထားတဲ့အပြာရောင်မင်းသမီးဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာ ပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်။